အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ။ကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာတော့ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းတော့ဆွေးနွေးသုံးသပ်ကြအောင်ပါ။ဒါဒီကနေ့မနက်အစောပိုင်းမှာ Arsenal တင်းရဲ့ဒါဖစ်ကစားသမားပေါ့လေဖစ်တယောကရက်စ်နဲ့ပတ်သက်ပြီးတော့ဒါနာနီကဒါချီချူစကားဆိုထားတယ်ဒါယောကရက်စ်ကဒါပရီးမီးယားလိမ်းမှာဒါကစားနိုင်တဲ့တိုက်စစ်မှုကောင်းတစ်ယောက်ဆိုတာကျွန်တော်ယုံကြည်တယ် ီကစားသမားကမိနစ်60လုံးမမောမပန်းပြေးလွှားနိုင်တဲ့ကစားသမားဖြစ်ပြီးတော့သူ့ရဲ့ကစားပုံကပရီးမီးယားလိမှာတကယ့်ကိုအံဝင်ခွင့်ကျဖြစ်ပြီးတကယ့်ကိုကောင်းမွန်တဲ့ကစားသမားတယောက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုပြီးတော့ဒါ Victor Gyokeres နဲ့ပတ်သက်ပြီးတော့ချီကျူးစကားဆိုထားပါတယ်ဒါတစ်ဆက်တည်းမှာပဲကျွန်တော်တို့ Arsenal အသင်းရဲ့ဒဏ်ရာကစားသမားတွေတဲကဖြစ်တဲ့ဒါ Victor Gyokeres နဲ့ဒါ Martin Zubimendi နဲ့အောက်လုံးရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒီကနေ့မနက်မှာဒါ injury update ဆိုပြီးတော့တက်လာတယ် ဒါသတင်းမီဒီယာတွေကတော့အမျိုးမျိုးပေါ်ပြနေကြတာဖြစ်တည်တိုင်အောင်ကျွန်တော်အနေနဲ့ဒါတကယ်ကိုဘယ်လိုပြောမလဲအဲစိတ်ချရမှုယာကိုင်းလုံးများတဲ့သတင်းဌာနတွေကဒါသတင်းတွေကိုအကြောင်းကြီးကိုတွေကိုဖော်ပြပေးသွားခြင်းနဲ့ဒါကပါလဲဆိုတော့ဒါ Victorious ရဲ့ဒါကြွက်သားတွေကဒါဘယ်လိုပြောမလဲဟိုကျွန်တော်ဘန်လီနဲ့ပွဲစဉ်မှာတုန်းကဒါပုံမှန်တော့နေမှုကြောင့်ပုံမှန်မဟုတ်ခဲ့ဘူး ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒါကစားသမားရဲ့ဒါဒဏ်ရာနဲ့ပတ်သက်ပြီးတော့ကစားသမား fit ဖြစ်မှုကစားသမားကြက်ခိုင်မှုဘိုင်းနဲ့ပတ်သက်ပြီးတော့ဒါဆေးဖွဲ့တွေကဒါစစ်ဆေးမှုတွေမျိုးမျိုးပြုလုပ်ခဲ့တယ်။ဒါဒီအချိန်မှာ video press ကပြဿနာထွေထွေထူးထူးရှိမနေဘဲနဲ့ကစားသမားကဒါအခုဆိုလို့ရှိရင်ပုံမှန် training တွေပြန်လဲပြုလုပ်လာနိုင်ပြီးတော့အားလုံးပုံမှန်တိုင်းဖြစ်နေတယ်ဆိုပြီးတော့ Arsenal နဲ့နှိစက်တဲ့သတင်းဌာနတွေကဖော်ပြထားပါတယ်။တဆက်သေးမှာပဲဒါမာတင်ဇူဘီမန်ဒီကလည်းဒါဘန်လီနဲ့ပွဲစဉ်မှာသူ့အနေနဲ့ခန်းန ာကိုမတတ်မတာဖြစ်မှုကြောင့်ဒါလူစားလဲဖို့အတင်းကိုတောင်းဆိုခဲ့ပြီးတော့အတင်းကလူစားလဲလိုက်ရတဲ့အနေအထားတစ်ခုမှာဒါအခုဆိုလို့ရှိရင်လေကစားသမားကပုံမှန်တိုင်းရှိနေတယ်ကစားသမားကိုလည်းစစ်စစ်ချက်တွေပြုလုပ်တဲ့နေရာမှာကစားသမားနဲ့ဒါဒီ ဟိုကစားသမားနဲ့ပတ်သက်တဲ့ဒဏ်ရာအကြောင်းအရာတွေကဘာတစ်ခုမှရှိမနေဘဲနဲ့ကစားသမားကပုံမှန်အတိုင်းပဲဒါဟို recover တိုင်းလေးနှဲငယ်ပြန်လုပ်မယ်လုပ်ပြီးသွားရတဲ့ဒါသူ့အနေနဲ့အသင်းနဲ့ပုံမှန်ပဲ training ပြန်ဆင်းသွားနိုင်တယ်ဆိုပြီးတော့ဒါ Arsenal နီးစပ်တဲ့တင်းဌာနတွေကပေါ်ပြထားတယ်ဒါတချို့တင်းဌာနတွေအရာဆိုလို့ရှိရင်ဒါကစားသမား၂ယောက်လုံးကအ ਨੇ ဆုံးတစ်ပတ်ဝင်းကျင်လောက်နှာယူရမယ် recover တိုင်းနေလောက်ရမယ်ဆိုပြီးတော့တင်းတွေအမျိုးမျိုးတက်နေတာဖြစ်တည်တိုင်အောင်ကျွန်တော်အခုပေါ်ပြပေးခဲ့တဲ့တင်းဌာနတွေရဲ့ဒါတင်းတင်ပြမှုပါဒါ ကျွန်တော်တို့စိတ်ချရမှုရာဂိုင်းလုံးကကျွန်တော်တို့60 80ရာဂိုင်းလုံးလောက်ထိကိုရှိရဖြစ်တဲ့အတွက်ဒါကြောင့်ညီကိုတွေကိုကျွန်တော်ဖော်ပြပေးခြင်းဖြစ်ပါတယ်။နောက်တဲ့သတင်းတော်အနေနဲ့ဒါဒန်ယာကနေဒါအမြန်ဆုံးပြန်လဲတက်တာလာနိုင်တဲ့ဒါနိုနီမာတူကီနဲ့ပတ်သက်ပြီးတော့ဗောလေနိုနီမာတူကီရဲ့ဒန်ယာအခြေအနေကနောက်တစ်ဆင့်ကိုရောက်သွားပြီးဒီကစားသမားကမကြာခင်မှာအာဆင်နယ်နဲ့ဖူးလင်းထွင်ကြီးတွေပြုတ်လုံနေပြီး ြုလုပ်နေနိုင်တော့မယ်ဆိုပြီးတော့ဒါအာဆင်နယ်နီးစပ်တဲ့သတင်းထားတာတွေကဖော်ပြထားပြီးတော့အာဆင်နယ်အနည်းငယ်ဆုံးကစားရမယ်ဒါဆန်ဒလန်နဲ့ပွဲစဉ်မှာတော့ဒီကစားသမားကိုမြင်တွေ့သွားရဖို့ရှိတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နီးစပ်တဲ့သတင်းထားတာတွေကဖော်ပြထားပါတယ်ကျွန်တော်ကတော့အဲ့လိုမထင်မိဘူးဗျာ ဘာလို့လဲဆိုလို့ရှိရင်ဒီကစားသမားအနေနဲ့ဟိုအရင်ကြီးလောနေစရာမရှိဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်။အပြီးရောက်ဆိုလို့ရှိရင်သူ့နေရာမှာလည်းအကောင်းဆုံးကစားနေတဲ့ဒါကျွန်တော်တို့ဘူကာယိုဆာကာလည်းရှိနေသေးတယ်။ဒါတစ်ဆက်တည်းမှာပဲဒါဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ဒါသတင်းဌာနတွေကဒါအမျိုးမျိုးပြောနေကြတာမျိုးရှိတယ်။ဒါဒီကစားသမားပြန်လာလို့ရှိရင်ဘူကာယိုဆာကာရဲ့ အဲသူ့ရဲ့ကစားနိုင်စွမ်းကဒါနောက် တစ်ဆင့်ရောက်သွားလိမ့်မယ်ဆိုပြီးတော့လေဒါအမျိုးမျိုးထင်ကြီးပေးနေကြတယ်အဲပြောကျင်တဲ့အိပ်ပဲဗျာဘူကာယိုဆာကာကိုနောက်တစ်ဆင့်တွန်းတင်ပေးမှာကနိုနီမတ်ဒူကီဆိုပြီးတော့ဒါအမျိုးမျိုးသတင်းမီဒီယာတွေကရေးနေကြတယ်နိုနီမတ်ဒူကီ ਨੇ ဒါဘူကာယိုဆာကာကညာတောင်ပံတိုက်စစ်တနေရာအတွက်အကောင်းဆုံးပြိုင်ဆိုင်မှုပြင်းထန်နိုင်တဲ့ဒါကစားသမား၂ယောက်အဖြစ်ဒါအာဆင်နယ်အသင်းမှာရှိနေတယ်ဆိုပြီးတော့လည်းသတင်းမီဒီယာတွေကအမျိုးမျိုးဖော်ပြထားကြပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒါဒေးဗစ်အဲဒေးဗစ်ရာယာကပေါ့လေဒါ ကျွန်တော်တို့အဲလက်ထောက်နီးပြကာရီဟိန်းနဲ့ပတ်သက်ပြီးတော့ပြောကြားထားတယ်ဒါကျွန်တော်ဘန်လီနဲ့ပွဲစဉ်အပြီးမှာဒါခမည်းအအနေနဲ့ clean sheet တွေအများကြီးရရှိတဲ့အပေါ်ဘယ်လိုမြင်မိလဲဆိုပြီးတော့ဒါသတင်းမီဒီယာတွေက David Raya ကိုမေးထားတယ်ဒီနေ့မှာ David Raya ကကျွန်တော်အနေနဲ့ထရေတူတူပြောနေစရာမရှိဘူးကျွန်တော်တို့အသင်းမှာတကယ့်ကိုကောင်းမွန်တဲ့နီးပြတွေရှိပြီးတော့ကျွန်တော်တို့အသင်းမှာတကယ့်ကိုကောင်းမွန်တဲ့အသင်းစုဖွဲ့ရှိခြင်းကကျွန်တော်တို့ဒီလိုရလက်မျိုးတွေရတာဟာ ကျွန်တော်တော့ဘာမှထူးဆန်းနေမှာမဟုတ်ဘူးဆိုပြီးတော့ဒါ David Raya ကပြောကြားထားတယ်အစက်ထဲမှာပဲကျွန်တော်တို့အနေနဲ့ဒီလိုနိုင်ပွဲတွေရတိုင်းကျွန်တော်တို့ဒီလိုမျိုး clean sheet တွေရတိုင်းကျွန်တော်တို့အရင်ဆုံးပြေးမြင်မိတာကကျွန်တော်တို့ရဲ့လက်ထောက်နေပြဖြစ်တဲ့ career hang ဖြစ်ပြီးတော့ဒါဒုတိယအနေနဲ့ကျွန်တော်တို့နီးပြားဖြစ်တဲ့ MKR data ကိုလည်းကျွန်တော်တို့မေ့ထားလို့မရဘူးဆိုပြီးတော့ဒါကျွန်တော်ကျွန်တော်တို့ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့ဗောလေဒါ David Raya ကချီကျူးစကားဆိုထားပါတယ် ဟုတ်လဲဟုတ်တယ်ဗျာတော့ဒီယာဒီမာအာဆင်နယ်တင်းရဲ့နောက်တန်းကိုဒါနောက်တစ်ဆင့်မြင့်တင်ပေးတယ်လို့ကျောင်းနေနေကတော့ထင်တယ်ဒါပြီးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဂါရီဟင်းရောက်လာတဲ့အချိန်မှာနောက်တန်းကျစ်လစ်မှုနဲ့ဒါ DMF road player တွေနဲ့ဒါ center back player တွေကြားထဲမှာပို့ပြီးတော့ contact မိသွားတယ်လို့ကျွန်တော်နေနေကတော့မြင်မိတယ်ကျောင်းညူကိုတွေဘယ်လိုထင်လဲဗျဒါ ဟိုဘယ်လိုမှမလဲပွဲစဉ်တောက်လျှောက်ကိုလေဒါကြည်လာခဲ့တဲ့ပွဲစဉ်တောက်လျှောက်ဆိုရင်ဂါဘရီဟိန်းရောက်လာပြီးတဲ့အချိန်ကစပြီးတော့ဒီပွဲစဉ်တောက်လျှောက်ဒီမှာဒါအဓိကက contest မိဖို့ပဲဗျာသိရမလားကစားသမားတွေကြားထဲမှာအစုလိုက်ဖွဲ့လိုက်ကစားရတဲ့အဲကစားဟိုကစားတဲ့ပုံစံဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ Arsenal အသင်းကလည်း ်ပြီးရဆိုလို့ရှိရင်တယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ကစားတဲ့အသင်းမျိုးဆိုတော့တယောက်နဲ့တယောက်က contest မိဖို့လိုတယ်ဗျ contest မမိဘူးဆိုလို့ရှိရင်လေဒါဘောလုံးပွဲတစ်ပွဲရကြီးရတာလေဒါအရသာမရှိဘူးပါလေဒါအခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်အမြင်ရပါလေဒါကြောင့်ညီကိုတို့ဘလို့ထင်လဲမသိဘူးဗျကျွန်တော်အမြင်ရဆိုလို့ရှိရင် Declan Rice ကကျွန်တော်ကွင်းလယ်နဲ့ဒီအနောက်တန်းဘောလုံးချိတ်ဆက်တဲ့နေရာမှာသူကတော်တော်လေးအလုပ်ဖြစ်တယ်။ဒါပြိုက်ဆိုပြီးမာတင်ဆူပီမန်ဒီလည်းအလုပ်ဖြစ်တယ်။ဒါပေမဲ့မာတင်ဆူပီမန်ဒီကတော့ဟိုဘယ်လိုပြောမလဲသူစီက ဟိတ်ဆိုပြီးတော့လွတ်ထွက်သွားတဲ့အလုံးမျိုးတွေဒါမှတစ်ချက်တစ်ချက်မထင်မဖက်နဲ့ညှိသွားတဲ့အလုံးမျိုးတွေရှိတယ်ဆိုရင်တော့မှတက္ကန်ရိုက်ကအကောင်းဆုံးဖြစ်နေတယ်။အဲ့တော့တခါလေကြားလို့ရှိရင်မာတင်ဆူပီမန်ဒီဘလောက်ပဲမှမှာတက္ကန်ရိုက်ဘလောက်ပဲမှမှာမာတင်ဆူပီမန်ဒီကဖြည့်တယ်။တက္ကန်မာတင်ဆူပီမန်ဒီမှရင်တက္ကန်ရိုက်ကဖြည့်။အဲ့တော့ဒီနှစ်ယောက်ကဒီလိုဖြည့်နေတဲ့အနေအထားတစ်ခုမှာအနောက်တန်းနေကိုဘောလုံးတော်တော်ရောက်မလာဘူးဆိုတာကလည်းဒါတိတ်တော့ထူးဆန်းမနေဘူးကြောက်နေတယ်ထင်တယ်ပေါ့လေ။ Okay ပါအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ ဒါအာဆင်နယ်အသင်းရဲ့ဒါနောက်တန်းကစားသမားကြီးပေါ့လေဒါကာရီယမဂါဟေးနဲ့ပတ်သက်ပြီးတော့ဒါအဲဒက်ကန်ရိုက်ကိုမိထားတာရှိတယ်အဲဒက်ကန်ရိုက်ကြီးပေါ့နိဒါမင်းအနေနဲ့ဒါမဂါဟေးကိုဘယ်လိုမြင်မိလဲမဂါဟေးကဘယ်လိုကစားသမားမျိုးလဲဆိုပြီးတော့မေးတဲ့နေရာမှာဒါဒက်ကန်ရိုက်ကကျွန်တော်အနေနဲ့ဒါဂါရီကိုဘယ်လိုမြင်မိလဲဆိုလို့ရှိရင်ပေါ့လေဒါတို့အနေနဲ့ဂါဗီလို့ခေါ်တာပေါ့ အဲသူတို့နေဂါဗီကိုဘယ်လိုမြင်ပြီလဲဆိုဂါဗီကတကယ့်ကိုဥဆောင်မှုကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့သူကပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာဒါမခုမကပ်ပဲကစားတတဲ့ကစားသမားတစ်ယောက်လို့ကြောက်နေနေမြင်နေသူ့လိုကစားသမားမျိုးကျွန်တော်တို့အသင်းမှာရှိတာတကယ့်ကိုကောင်းမွန်ပြီးတော့ဒါကျွန်တော်တို့အသင်းနောက်တစ်ဆင့်ကိုရောက်ဖို့အတွက်အများကြီးအကူအညီဖြစ်တယ်ဆိုပြီးတော့ဒါ Declan Rice က Gabriel Magahe နဲ့ပတ်သက်ပြီးတော့ချီးကျူးစကားဆိုထားပါတယ်ဒါတစ်ဆက်တည်းမှာပဲနောက်တဲ့သတင်းပုတ်အနေနဲ့ကျွန်တော်တို့ Arsenal အသင်းကဒါရှေ့လတွေတဲ့က ဒါစိတ်ဝင်စားတယ်စိတ်ဝင်စားတယ်ဆိုပြီးတော့ဒါတည်င်းထွက်နေတဲ့ဒါဘုံမောက်တင်းရဲ့အန်တိုနီယိုဆမီညိုပေါ့လေဒါဆမီညိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အာဆင်နယ်အသင်းကဒါစိတ်ဝင်စားနေရဆိုတဲ့တည်င်းတွေကတောက်လျှောက်တက်လာတာဒါရှီလာတွေကဆိုကျွန်ညိုကိုတွေလည်းသတိထားမိမယ်လို့ထင်ပါတယ်ဒါအခုဒီချိန်မှာတော့ဘုံမောက် ကဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဗောလေဒါပြောင်းရွှေ့ခြေပေါင်တန်း80လောက်ရရင်ဒီကစားသမားကိုဒါအခုလာမယ့်အပြောင်းရွှေ့ဈေးကွက်မှာဒါလက်လွတ်သွားဖို့ရှိတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကပေါ်ပြထားတယ်ဒါတစ်ဆက်တည်းမှာပဲကျွန်တော်တို့အာဆင်နယ်တင်းကလည်းဒီကစားသမားကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေပြီးတော့အခုလာမယ့်အပြောင်းရွှေ့ဈေးကွက်မှာပေါင်တန်း100လောက်ထိအသုံးပြုသွားဖို့ရှိတယ်ဆိုပြီးတော့အာဆင်နယ်နေဆက်တဲ့သတင်းဌာနတွေကလည်းအမျိုးမျိုးပေါ်ပြနေကြတယ် ကျွန်ညီကိုရောဘယ်လိုထင်လဲဒီရသည်မှာအာဆင်နယ်တို့ဒါထပ်ပြီးတော့ငွေသုံးသွားဖို့ရှိအောင်မလားကျွန်တော်ညီကိုဘယ်လိုမြင်လဲတော့ကျွန်တော်မသိဘူးဗျာကျွန်တော်အမြင်ကတော့အာဆင်နယ်အသင်းနေနဲ့ငွေထပ်သုံးလို့လည်းရသေးတယ်လို့မသုံးဘဲနဲ့လည်းဒီစကွတ်တက်နဲ့သွားလို့လည်းရသေးတယ်ဒါပေမဲ့ကျွန်တော်အာဆင်နယ်အသင်းမှာထွက်မဲ့ကစားသမားတွေရှိတယ်။ဒါကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်ဒိုင်ယာကနေမကြခင်မှာပြန်လဲတက်တာလာတော့မဲ့ကာရီယာဂျေဇုဆိုလို့ရှိရင်ဒါဘရာဇီးကလပ်ပါမာဟိုအေးပေါ့နော်ပါမီယက်အသင်းကိုဒါသူ့အနေနဲ့ ြောင်းမယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေတာမျိုးတွေရှိသလိုဒါကစားသမားကအသင်းမှာပဲစာရုပ်သက်တမ်းကုန်တဲ့အထိနေသွားမယ်ဆိုတဲ့သတင်းတွေကလည်းတောက်လျှောက်တက်နေတယ်။အဲ့တော့ကျွန်ညီကိုရောဘယ်လိုထင်မိလဲ။အာဆင်နယ်တို့နောက်ထပ်ပေါင်သန်းတရာလောက်အသုံးပြုသွားဖို့ရှိလား။ကာဗီယဲဂျေဆုကတော့စာရုပ်သက်တမ်းကုန်တဲ့အထိအသင်းမှာဆက်ရှိသွားမယ်လို့ထင်လား။ဘယ်လိုမြင်မိလဲဗျ။ကောမှာဝယ်ဆွေးနွေးသားကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်တူရိပါဗျ။